က်ဖခင်ဆုံးသွားပြီးတဲ့နောက်ပိုင်းမှာ သူကဖခင်နေရာမှာအစားထိုးပြီးတော့သူညီကိုလေးတွေကိုထိန်းချောင်းပေးတယ်အားပေးတယ်အထူးသဖြင့်တော့နောက်ဆုံးသောအချိန်အထိပေါ့ညမထရေစီကပြောပါတယ်အဒီနိုကသူ့ကိုအရာရာမှာအမြဲတမ်းဖေးမထိန်းချောင်းသွားတဲ့သားတယောက်ဖြစ်တယ်ဆိုတော့ဆရာတို့ကြားတဲ့အတွက်ကြောင့်တော့အင်ပတန်ဂုံယူပါတယ်ဆရာတို့မိသားစုတွေကတော့အင်ပတန်စီးလုံးပါတယ် အရန်စီလုံးတယ်မောင်နှမအလုံး၈ယောက်ရှိတယ်တမိသားစုလိုပဲနေကြတယ်တူတွေသားတွေပေါ့နော်ဒါအန်တီထရေစီအနေနဲ့လည်းအားငယ်စရာမရှိပါဘူးပြီးခင်တရားအနေနဲ့တော့ဒီအပိုင်းမှာသူခံစားမှုကတော့ဆရာတို့အနေနဲ့ခွင့်ပြုရမှာပေါ့နော်သို့တော်လည်းပဲဆရာတို့အားလုံးရဲ့ဝိုင်းဝန်းဖေးမမှုနဲ့သူနှစ်သိမ့်ချင်းအများကြီးရပါတယ်မိခင်တရားရဲ့မေတ္တာဆိုတာကတော့ဒါတိုင်းထွာလို့မရတော့ခံစားမှုတော့ရှိမယ်လို့ယုံကြည်တယ်လို့ဆရာတို့လည်းဒီခံစားမှုကိုတက်တာသွားဖို့ ဘုရားရှင်ထံတော်မှာပဲဆုတောင်းပေးလျက်ရှိပါတယ်လို့ပြောမယ်ဆိုရင်တော့သူ့ရဲ့နောက်ဆုံးခရီးကအင်မတန်မှဂုဏ်ရှိပါတယ်သူ့မှာနှလုံးစတန့်ထည့်ထားတဲ့အခန်းရှိတယ်လေသူ့အနေနဲ့ဒါကိုအဓိကမထားပဲနဲ့သူ့မှာရှိတဲ့အစွမ်းကုန်အင်အားနဲ့အမှုပညာကိုချစ်လုံးအားကြီးလို့လို့နောက်ဆုံးအချိန်ထိပေါ့နော်သူထွက်တဲ့ပြုတဲ့အချိန်ထိသူ့မှာရှိသောအမှုပညာကိုပေးသွားတယ်ဒါဟာအဒီနိုရဲ့ဇာနီစိတ်တလို့ဆိုရမှာပေါ့ အမှုပညာပေါ်မှာကြီးမားသောသူ့ရဲ့စိတ်ထက်သန်မှုနဲ့စွမ်းဆောင်မှုဆိုတော့အမှုပညာအတွက်လဲဂုဏ်ယူစရာဖြစ်ပါတယ်